မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးသုံးသပ်ကြည့်ဖို့ရွေးထားတာကတော့အဲမင်္ဂလာပရိသတ်တွေတော်တော်လေးစိတ်ဝင်စားစားစောင့်ကြည့်နေကြတဲ့ UFC fighter Joshua Ban ရဲ့လာမယ့်ပွဲပါဇွန်28ရက်နေ့နော်ဟုတ်ပါတယ်ယင်ဆိုင်ရမှာကလည်းမလွယ်ဘူး Fly with Dan ရဲ့အဆင့်နှက် Brendan Rival ဆိုတော့လေဟုတ်တယ်တကယ်ကိုအကျင့်နဲ့ထင်မဲ့ပွဲကျမတို့ဒီနေ့ပြောကြမယ့်အကြောင်းအရာတွေကတော့ Van ကြီးအကြီးမားဆုံးစမ်းသပ်မှုဆိုတဲ့စောင်းမကောင်းတော့ချက်တွေပေါ့အခြေခံထားတာပါอืม ဆိုတော့ဗန်ရဲ့နောက်ခံသူ့ရဲ့တိုက်ပုံတိုက်နီးနောက်ပြီးဒီပွဲကသူ့အတွက်ဘာကြောင့်ဒီလောက်အရေးကြီးနေလဲဆိုတာကိုပြောကြမှာပေါ့ဟုတ်ကဲ့စားလိုက်ရအောင်ဂျော့ရှွာဘန်ဆိုတာ ਨੇ อืมမြန်မာပြည်သက်တွေကတော့ရင်းနှီးပြီးသားနော်ဟုတ်တယ်သူကအမေရိကန်မှာကြီးပြင်းတာဆိုပေမဲ့မြန်မာသွေးပါတာကိုဂုဏ်ယူတယ်သူ့ရဲ့မြန်မာစိတ်တက်ကိုလည်းမျက်နှာလဲဟုတ်ပါပွဲတွေမှာဆိုမြန်မာအလံကြီးကိုလွန့်ထူပြီးတက်လာတာဆိုတော့လေမမနောက်ပြီးသူ UFC ကိုတောင်းဝင်လာတာမဟုတ်ဘူးလေ Dana White's Contender Series ကနေတိုက်ပြီးတော့မှအင်းဂျိုးစားလေးစာချုပ်ရခဲ့တာဟုတ်တယ်သူရေချင်းကိုအဲ့ဒီမှာတက်သေးပြော့ခဲ့ရတာကိုသူတိုက်ခိုက်ရေးစတိုင်ကတော့ဘလို့လဲ Flying Way ဆိုတော့မြန်တာတော့တဲချတယ်ဟုတ်တယ် Flying Way ဆိုတော့ရင်မြန်မှုကအဓိကပဲသူရဲ့အခြေခံကလက်ဝဲနဲ့ Kickboxing အဲ့ဒါတရိုလီကောင်းပဲအင်းလက်သီးတွေခြေခံချက်တွေတိကျတယ်မြန်တယ်ပေါ့ဟုတ်တယ်တိကျမြန်ဆန်တယ် ပြီးတော့သူမှအဲ finishing ability လို့ခေါ်တယ်။ပွဲကိုအပြတ်အသတ်အနိုင်ယူနိုင်စွာရှိတယ်။အဲဒါကြောင့်လဲ fire of the night ဆိုရပါတယ်ရဖို့တော့ပွဲတွေကကြီးလို့ကောင်းလို့ကြီးလို့ကောင်းတော့ဗော။သူရအဓိကအားထားချက်ကိုပြောရင်အဲဒီ striking ပဲ။မတက်ရတိုက်ခိုင်းမှု။လက်တီးတွေကပြင်းပြင်းမြန်နေတော့အတွဲလိုက်ထိုးချက်တယ်။ဟုတ်တယ်။ footwork လည်းကောင်းတယ်။ခြေတော့လှုပ်ရှားမှုကောင်းတော့ရှောင်းတိန်တာရော အခွင့်အရေးကရင်ဝင်တိုးတာရော လုံနိုင်တယ်။ ခန်းနိုင်ရင် durability လည်းကောင်းတယ်လို့ဆိုတယ်စီတက်လည်းမကြွားပုံပဲမှန်ပါတယ်အသက်ကလည်း23မှာရှိသေးတာဆိုတော့ရှေ့ဆက်တိုးတက်စရာအများကြီးရှိသေးတယ်အလားအလားကောင်းတဲ့ကစားသမားဒါပေမဲ့အဲ့ဒီ striking ကောင်းတဲ့ကြားထဲမှာတူတွဲစင်ခုံမှုရှိသေးတယ်လို့ဆိုထားရယ်နော်အဓိကကဘာများလဲအဓိကကတော့ဟောလေ grappling ပေါ့နပန်းပိုင်းမြေပြင်တိုက်ခိုက်မှုမှာသူနည်းနည်းအားနေချက်ရှိနိုင်တယ်အင်းရင်ပွဲတွေမှာမြေပြင်ရောက်နေနည်းနည်းလေးယုံရတာမျိုးတွေ့ရတယ်နော်ဟုတ်တယ် အခုတွေ့မဲ့ rival လိုမျိုး grappling အရန်ကောင်းတဲ့အထူးသဖြင့် submission နဲ့အနိုင်ယူဖို့အာတန်တဲ့သူမျိုးနဲ့တွေ့ရင်ဒါက van အတွက်တကယ်အကြီးမားဆုံးစံတမှုဖြစ်လာမှာဟုတ်ကဲ့နောက်ပြီး UFC မှာနားပွဲပဲရှိသေးတော့တွေ့ကြုံပိုင်းပေါ့ဟုတ်တယ်ထိတ်တန်းအဆင့်အတွေ့ရုံမှာတော့ rival ကတော်ထက်တာတာပေါ့ပြင်ဘက် rival ဘက်ကိုကြည့်လိုက်ရင်ကောအဆင့်1ဆိုကြတဲ့ကတော့တော်ရုံမဟုတ်ဘူးတော်ရုံမဟုတ်ဘူး rival ကတော့ပြည့်စုံတဲ့ fighter striking လည်းကောင်းသလို မြေပြင်မှာပေါ်အန်သေးများတယ်။ Submission နဲ့ကောင်းတယ်ဆိုပြီးနာမည်ကြီးတယ်နော်။အရန်ကောင်းတယ်။အခွင့်ရရရန်ပွဲသွင်းနိုင်တယ်။သူ့ပုံစံကပွဲဆတာနဲ့ရှေ့တော်ပြီးဖျက်ပေးတာတဲ့ပုံစံ။အဆက်မပြတ်တိုက်တာ။အတွေ့အကြုံလည်းအများကြီးရှိမှာပဲ။ထိတ်တိုင်းနေနဲ့ထိုးဘူးမှာပဲ။ဟုတ်တယ်။ဒီအဆက်မှာတော်တော်များများနဲ့ထိုးပြီးတာ။အတွေ့အကြုံကတော့အပြည့်တယ်။ဒါပေမဲ့ driver မှာကိုအားနေချက်လုံးဝမရှိတာတော့မဟုတ်တော့ဘူးနော်။ရှိနေတာပေါ့။ သူကတခါလေလေပွဲကိုမြင်မြန်ဖြတ်ချင်းတော့လေမလွယ်ပဲနဲ့အန်တီရမြားတဲ့အလဲအလဲလေးလောက်တတ်တယ်။အာဟုတ်ကဲ့။သူရဲ့ striking defense ကလည်းအမြင်တော့100%မဟုတ်ဘူး။ပြီးတော့ဟိုပြင်းတဲ့လက်တီမီလွန်ရင်သူ့ရဲ့ချင်းမီတို့ခန္ဓာရည်ကအနေနဲ့လောက်တတ်တယ်။အဲ့တော့ဘိုင်းလုံးလက်တီဖျန်းတဲ့သူနဲ့တွေ့ရင်လာကတတိထားရမယ်အချက်ပေါ့။တိကျပေါ့တတိထားရမယ်။ van ရဲ့ power ကသူ့အတွက်အန်တီရရှိနိုင်တယ်။ဒီတော့ stein ချင်းတွေ့တဲ့အခါတကယ် striker နဲ့ grappler ထိတဲ့တွေ့တာမျိုးပေါ့။ အဲ့လိုသွားမယ် van ကတော့မတက်ရက်မှာပဲပွေကိုထိန်းထားခြင်းမှာသူ့ရဲ့ striking နဲ့အကွာအဝေးကိုထိန်းမယ် join ban ရဲ့ထိပ်တောင်းတွေကိုကောက်ွယ်နိုင်ဖို့ကအဓိကဖြစ်မယ်ဟုတ်တယ်အဲ့ဒါ key ပဲ join back ကတော့ကတ်မယ်ဆွေချမယ်မြေပြင်ရောက်ရင်သူ့ရဲ့ submission တွေနဲ့အရုပ်လုပ်ဖို့ကြိုးစားမှာပဲဒါကြောင့်မို့ဒီပွဲကို ban ဤအကြီးမားဆုံးစံတက်မှုလို့ခေါင်းရှင်တက်ထားတာဖြစ်မယ်ဟုတ်ပါတယ်သူ့ကစားသမားဘဝအတွက်တကယ်အရေးကြီးတဲ့အချို့အကွေပဲဒီလိုအဆင့်တက်အတွေ့အကြုံရင်းပြန်ပတ်နေတွေ့ရတာကလည်း ီပွဲနဲ့ရန်တော်ဒူတာတက်လန်ကတတော်ပွင့်သွားပြီသိကြတယ် UFC မှာသူ့ရဲ့အနာကတွေ့ကြီးမားတဲ့ခြေလမ်းဖြစ်သွားလိမ့်မယ်အနှစ်ချုပ်ရရင်တော့ဒီပွဲက Van ရဲ့ striking အစွမ်းနဲ့ Yuan Wei ရဲ့ grappling အစွမ်းဘယ်ဟာကအနိုင်ယူသွားမလဲဆိုတာစောင့်ကြည့်အောင်ပါပေါ့ဟုတ်ပါတယ်လူငယ်ရဲ့အလားအလာနဲ့ဝိုင်းရင်ရဲ့အတွေ့အကြုံထိုက်တိုက်တွေ့တာမျိုးပဲတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲပါ